အသေးရွက်တပွဲကို1900အသားလုံးဆိုလို့ရှိရင်2500နဲ့ဒီလိုမျိုးအသားသွားတယ်ဆိုလို့ရှိရင်9500ကနေစပြီးတော့စားလို့ရတယ်တရုတ်ရတဆစ်ဆစ်မာလာဟော့ပေါ့အိုဂျီကိုလမ်းမတော်တရုတ်တန်းမှာလည်းစားလို့ရနေပြီနော်ဘယ်ဆိုင်လေးမှာတော့စားထားလဲဆိုတာတော့ဗီဒီယိုလေးကိုအဆုံးထိဆက်ကြည့်ကြပါအောင်နော် ီဆိုင်လေးကကြတော့လဲတန်းလန်းလမ်းမတော်မြွနယ်ထဲမှာလာဖွင့်လာတာတိတ်မချသေးတဲ့ရှောင်းကောဟော့ပော့ဆိုတဲ့တရုတ်ဟော့ပော့ဆိုင်လေးပေါ့နော်သူ့ရဲ့ဆိုင်ပြင်ဆင်လေးကလည်းတက်တက်ရက်ကလေးနဲ့ဒီလိုမျိုးအိုးခွက်ပကံနေရာဆာအနီရောင်လေးသုံးမိတာပေါ့ဆိုင်နေရာကတော့ကြည်ကြဲဝန်းဝန်းနဲ့ဒီလိုမျိုးအပေါ်တက်လေးလည်းရှိရဲဒီအပေါ်တက်ဒီမှာကြာမိသားစုလိုက်လာစားလို့ရတဲ့ဝိုင်းတွေပါရှိရဲဒီဆိုင်မှာတော့အဓိက hot pot တည်တတ်မယ်ရတာပေါ့နော်။တော်တပွဲချင်းစီလည်းမာစားလို့ရတယ်လို့ဒီလိုမျိုး set menu လေးနဲ့လည်းမာလို့ရတယ် သူ့ရဲ့ဆက်မီနျူရီယာကြောင့်လေတောင်ခွဲလောက်နဲ့စားလို့ရရဆိုတော့ဈေးကတော့မဆိုးဘူးလို့ပြောရမယ်။ဟပ်ပေါ်နဲ့စားဖို့တော့ကတော့ဒီလိုမျိုး source counter မှာကိုယ်စိတ်ကြိုက်ဆက်လို့လည်းရတယ်။ကိုယ်တိုင်မဆက်ချင်လို့ရှိရင်တော့ဆိုင်ရဝန်ထမ်းလေးတွေကိုဆက်ခိုင်းလို့လည်းရတယ်။သူတို့ဆက်ပေးရတော့ပို့ပြီးတော့စားလို့ကောင်းတယ်။ပြီးတော့ဒီလိုမျိုးအေးအေးနှမျိုး orange juice နဲ့ lemon juice ကိုလည်း free flow တက်လို့ရအောင်ချပေးထားသေးတယ်။ ပြီးတော့ဒီဆိုင်မှာကျတော့မာလာ၃ရက်နဲ့ကြက်ပြုတ်ဟင်းရီဆိုပြီးတော့သုံးမျိုးရရပေါ့နော်ဟင်းရီကတယောက်စာအိုသေးဆိုလို့ရှိရင်တော့2500ပေးရတယ်ဒီလိုမျိုးအရင်နှကန့်ပါတဲ့အိုကြီးဆိုလို့ရှိရင်တော့9000ပေးရတယ်ပေါ့နော်ဒီ OG ကကြတော့လေ3 4ရောက်လောက်စားလို့ရတာဆိုတော့လူမများလာလို့ရှိရင်ဒီလိုမျိုး OG နဲ့ကကြတော့ပိုတန်တယ်။ဟင်းရီကိုကြတော့မာလာနဲ့ကြက်ပြုတ်ရည်လေးယူထားလိုက်တာပေါ့နော်။သူ့ရဲ့မာလာအနစ်ကကြတော့လေကိုရိုင်းချက်ထားပြီးတော့ဒီလိုမျိုးအမဲစီလည်းမပါဆိုတော့အမဲသမ်းမစားတဲ့သူတွေဆိုလို့ရှိရင်လည်းအဆင်ပြေရဲ့။ အရင်ဆုံးဆိုင်တော့ကြတော့ဒီ1440မီနူတဲ့ကဝက်သားလွာနဲ့အမဲမာလာ14ကိုမှာပြီးတော့တခြားအသားလွာတွေကိုအဲ့ရောင်ထက်ထဲစားမယ်ပေါ့နော်ဆမ်မီနူရဲမှာကြတော့အသားတစ်ပွဲအသေးရွက်ဆုံးတစ်ပွဲခောက်ဆွဲနဲ့ကြက်ဥပါရယ်ပေါ့နော်အသားလာရကြတော့ဒီလိုမျိုးတစ်ပွဲစီထပ်မဆားလို့လဲရတယ်။တွားကြတော့ဒီလိုတစ်ပွဲကို9500ပေးရတယ်။ သူစီကအမေရိကန်နေလဲစားလို့ကောင်းတယ်ပြီးတော့ဒီဇိုင်း signature အသားလုံးတွေဆိုလို့ရှိရင်လည်းတော်တော်လေးကောင်းတယ်ဒါကြတော့သူတို့ရဲ့ homemade ပစုံလုံးပေါ့နော်သူရဲ့ပစုံလုံးဆိုလို့ရှိရင်လည်းအီးထုတ်ထုတ်ကလေးနဲ့တော်တော်လေးမိုက်တယ်ဒီအမေသားလုံးဆိုလို့ရှိရင်လည်းမာလာဟီးလေးနဲ့စားလို့ရှိရင်လုံးဝခွတ်တီးပဲပြောနေတဲ့အောင်စားချင်တာရှင် ဆိုင်ရတော့ဒီရမာလာဟင်းလေးကိုတော့တော်တော်လေးသဘောကျတယ်ပေါ့နော်ပြီးတော့သူ့စီကအသားလွှာရဆိုလို့ရှိရင်လေနူနူအီအီလေးဒါကြတော့ဆိုင်ရဝန်ထမ်းလေးဆက်ပေးထားတဲ့အချိုဆော့စ်ပေါ့နော်ဒီဆော့စ်လေးကကြတော့လေအသားနဲ့စားလို့ရှိရင်တအားလိုက်နေရောပဲပြီးတော့သူ့ရဲ့ကြက်ပြုတ်ဟင်းရည်လေးလေးချီချိုလေးနဲ့တောက်လို့ကောင်းတယ်ကျပြုတ်ဟင်းရကြတော့လေအဆက်မစားတဲ့သူတွေအတွက်ဆိုလို့ရှိရင်တော့ပိုအဆင်ပြေရပါတော့။အကြိုက်ဆုံးကကြတော့လေသူ့ရဲ့ homemade အသားလုံးလေးပဲ။ဒီကအမဲသားလုံးနဲ့ပစွန်လုံးတော့လေနောက်လေခဏခဏလာစားဖြစ်မှသိကြတယ်။ သူစီမံဒီလိုမျိုးဟင်းလေးရလဲတောက်လို့ကောင်းတယ်အသားလွားတွေအသားလုံးတွေဆိုလို့ရှိရင်လည်းလက်လက်ဆက်ဆက်ကလေးကိုမှသူတို့ free ချပေးထားတဲ့အေးရအစားတောက်လို့ကောင်းနေရဆိုတော့လေးဆန်းရတော့ဒီဆိုင်တစ်ကလေးကိုတော်တော်လေးကိုသဘောကျနေရလက်ကုံရတီမှာ hotpot လဲစားခြင်းနဲ့ budget လဲတိတ်ပြီးတော့မတုံးချင်ဘူးဆိုလို့ရှိရင်တော့ဒီတထောင်ခွဲတဲ့ဆက်မီနူလေးမှပြီးတော့အေး free flow လေးလာထိုင်တောက်လို့လဲအဆင်ပြေရနော်ပြောရရင်သူစီရစီလေးတွေကကြတော့အတီးရွက်ဆိုလို့ရှိရင်တပွဲကို1900ကနေစပြီးတော့အသားလွားရယ်ဆိုလို့ရှိရင်9500အထိပဲရှိရဆိုတော့ဈေးလည်းမဆိုးဘူးလို့ပြောရမယ်။ ဒီလိုမှလာဟော့ပေါ့ကောင်းကောင်းလေးကိုမျိုးရဲမှတင်ဒီလိုဆိုင်ပြင်ဆင်မျိုးနဲ့အဲကွန်ခန်းထဲမှာစားရတာတွေကိုတန်တယ်ပေါ့နော်။တဆမဲ့ဆိုရင်တော့ဆိုင်လိမ့်စာလေးကအမှတ်58လဲတန်းလန်းလမ်းမတော်မျိုးနယ်ထဲမှာပါ။ဒါဆိုရင်တော့ဆိုင်နော့ဗလော့ဒီမှာပြန်တွေ့ပါမယ်။အားလုံးပဲတတ။